မြန်မာနိုင်ငံမှာကလေးအလုပ်သမားတက်တသမားနှစ်တန်းဝန်းကျင်ရှိပြီးတဝက်လောက်ကအနေရရှိတဲ့လုပ်ငန်းခွင်တွေမှာလောက်ကင်နေရတယ်လို့သိရပါဗါအလုပ်သမားလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဦးသိန်းစွေကကလေးအလုပ်သမားရှော့ချရေးထက်အနေရရှိတဲ့လုပ်ငန်းခွင်တွေကကလေးအလုပ်သမားတွေရှော့ချနိုင်မှုလောက်ဆောင်မဲ့အကြောင်းအခုလိုပြောပါဗါအရေးအတွက်တည်ကြံတော့ တက်ကက်တော့မရှိဘူးတို့တော့ဘာဖြစ်လဲစိုက်တက်လိုက်ပေါ့နော်ဟိုကဏ္ဍကဏ္ဍလည်းရှိတယ်လေစပြွေးကဏ္ဍလည်းရှိတယ်တော့စမုစကဏ္ဍလည်းရှိတယ်ဒါပေမဲ့တော့တခြားသောကဏ္ဍပေါင်းတော့ရှိတယ်အဲ့ကဏ္ဍတွေမှာတက်နိုင်တယ်များသက်ဆိုင်ရာဝင်းထားတာတွေပေါင်းဆက်ပြီးတော့မှကလေးလူသားတွေကိုဆွတ်ချဖို့ဆိုရတဲ့သူတို့ပညာပေးသွားမယ်သူတို့ဟိုအန်ဒီရှိတဲ့လုပ်ငန်းဝင်တွေရနေမှာဆွတ်ချနိုင်အောင်လုပ်သွားမယ်ပြီးတော့သူတို့လုပ်ငန်းဝင်ပြည့်သူတို့ရဲ့ဘဝတိုးတက်မှုအတွက်ကိုပညာတင်ကြားရေးအခွင့်အလမ်းတွေရအောင်ပညာရေးဝန်ထမ်းတွေညှိနှိုင်းထားတယ်လုံးလုံးနိုင်တဲ့အသက်အရွယ်ကို အနေအဆုံ14နှစ်သတ်မှတ်ထားပြီးကလေးတွေရဲ့ကာယညာနာဖွံ့ဖြိုးမှုကိုထိခိုက်စေတဲ့အလုပ်တွေကိုအနေရရှိတဲ့လုပ်ငန်းခွင်လို့သတ်မှတ်ထားတာဖြစ်ပါတယ်။ကလေးအလုပ်သမားတွေဟာစိုက်ပျိုးရေး၊မွေးမြူရေးနဲ့ငါးလုပ်ငန်းတွေမှာအများဆုံးလုပ်ကိုင်နေကြတာဖြစ်တယ်လို့အလုပ်ရုံနဲ့အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးဝင်းရှိန်ကပြောပါရစေ။အဓိကဖြစ်တဲ့အကြောင်းအရတော့ informal sector ဖြစ်တဲ့ခုနကပြောတဲ့စိုက်ပျိုးရေးမွေးမြူရေးပေါ့နော်။ငါးလုပ်ငန်းတွေမှာအထူးဖြစ်သူဆရာတို့နိုင်ငံကဒီဟို ြေးလက်ဒေတာများတာပေါ့အဲ့တော့တိုင်းနယ်ပြည်နယ်စီမှာရှိတဲ့ကြေးလက်ဒေတာတွေမှာလာမီယိုဖလာလုတ်တဲ့သူကလေလုံကသူအစင်းအကောက်ခါဒါမျိုးကလစ်ကများတဲ့အကြောင်းဒါမျိုးဖြစ်တာပဲဒါအပြင်ကလေးအလုတ်သမားတွေရဲ့ဝင်ငွေကိုမိဘတွေကမှီခိုနေရတဲ့အတွက်ကလေးအလုတ်သမား short ချရေးဟာအဲ့ဒီမိသားစုတွေအတွက်အခက်အခဲဖြစ်စေနိုင်မယ်လို့လဲဆွေးနွေးမှုတွေရှိပါတယ်အလုတ်ယုံနဲ့အလုတ်သမားဥပဒေစစ်ဆေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးဝင်းရှင်ကစင်ရဲမွေးတည်မှုပညာရေးစနစ်ယာတီဥရုနဲ့ရွှေပြောင်းသွာလာခြင်းဟာ ကလေးအလုတ်သမားဖြစ်ရတဲ့အကြောင်းရင်းတွေဖြစ်တယ်လို့ပြောပါရတယ်။ဒီကလေးလူသားဖြစ်ရတဲ့အကြောင်းရင်းအများကြီးရှိတာပေါ့နော်။အဓိကအကြောင်းရင်းတော့ဘာဖြစ်လဲ။ဆင်းရဲမွတ်တည်မှုကဲ။နောက်ပညာရေးစနစ်ကဲ။နောက်ကရာသီဥတုပေါ့တပါးဘေးတိုင်။နောက်မိုက်ဂရန့်ပေါ့သူရှေးပန်းတဲ့ကိစ္စတွေအများကြီးပါတော့ပေါ့နော်။အဓိကသူများအဓိကရဲ့လားရှင်းပြောလို့ရှင်တော့ဆင်းရဲမွတ်တည်မှုဖြစ်အောင်တော့ဆရာပါလေ။ပြောကြအောင်ဆရာတို့လုပ်လို့အလုတ်ကန်ခွလန့်ဖဏိပေးလို့လုပ်တယ်။နောက်သုံးယောက်တဲ့ဆရာတီထောင်ပေးလို့လုပ်တယ်။နောက်ပညာရေးဘက်ဆိုပါလေဆရာတို့ကနော်အစိမ့်ပညာရေးစီစဉ်ကြောင်ပြုလို့လုပ်တယ်။အစည်းအဝေးရလဒ်တွေကိုနိုဝင်ဘာလမှာအပိသက်မဲ့ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်မှာထည့်သွင်းသွားမှာဖြစ်ပါတယ်။အစည်းအဝေးကိုလာမယ့်မတ်လ16ရက်နေ့အထိကျင်းပမှာဖြစ်ပြီးအလုံသမားလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဦးသိန်းစွေသက်ဆိုင်ရာဝန်ကြီးဌာနတွေလွှတ်တော်ကိုယ်စားလှယ်တွေအလုံသမားအလုံရှင်ကိုယ်စားလှယ်တွေအပြည့်ပြည့်ဆိုင်ရာအလုံသမားအဖွဲ့တို့ကကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြပါတယ်ခင်ဗျာ။